ီဒုက္ခနဲ့တွေ့နေတဲ့အချိန်မှာအမျက်ထုတ်နိုင်ဖို့လိုတယ်။အော်ဘဝဆိုတာဒီလိုပါလား။မမြော်လင့်တာတွေဖြစ်မယ်။ဘာမှတေချာမှုရေရာမှု မရှိဘူး။ဒါကြောင့်ဟိုတနေ့ကတောင်ဖုံဖုံစောင့်ပုတ်ကလေးရေးပြစ်သေးတယ်။နော်အတုဘမမရဏနုဒတိကပ္ပဌာန်စီပြန်ဖို့ပေါ့လေ။အကြောင်းစုံလှလူဘဝဘာမှမရေရာ။ကြုံနိုင်သည်ဘေးစုံအောင်တွေ့နေရင်မတေချာ။အကြောင်းတရားတွေကအစုံလုတ်ခဲ့တာ။အဲ့တော့လူဝါကြီးမှာမနေ့ပြန်ဘာဖြစ်မယ်ဆိုတာဘယ်သူမှမသိဘူး။ 江苏啦六百万爸妈没去呀，我想现在旅游嘞，去呀嘞、度假嘞都多还没去呢。清明月高个那片那片嘞，江苏个啦，哦，名有六块啦就读啊，好了。江苏啦六百万爸妈没去呀，就内地北宋安对利益没得呀，就那那北地啦，宋安对没说耶，利益没得家伙说啦，天下哎。 အမျိုးမျိုးသောကြောင်းတရားကြောင့်ဒီခန္ဓာကိုယ်ကြီးကဖြစ်နေတော့ပျက်စီးနိုင်နေဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့နောက်ဆုံးเนาะအကောင်းဆုံးအမြင့်မားဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာ